အားလုံးပဲမင်္ဂလာပါများကောင်းစက်တင်ထလာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကုတင်ဆက်ပြီးမြုပ်တာဗီဒီယိုဖိုင်ရောထိုင်းအောင်မြန်မာတို့ရဲ့ဒုက္ခတွေကိုတင်ပြလာတဲ့ကိုနေလင်းသူရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒါမှကိုနေလင်းသူကထိုင်းအောင်မြန်မာတွေရဲ့ဘလို့ဒုက္ခတွေကိုတင်ပြထားတယ်ဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစက်တင်ထလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ခုကတော့ကျွန်တော်တို့ဒီအလုပ်သမားကိစ္စပေါ့ကျွန်တော်တို့အလုပ်သမားတွေအဲခက်ခဲမျိုးစုံနဲ့เนาะရင်ဆိုင်နေရတဲ့အဲကိစ္စလေးပေါ့เนาะအဲအဲ့ကိစ္စလေးကိုကျွန်တော်အခုဒီလိုက်လေးလွှင့်ပြီးတော့ပြောပြပေးမှာဖြစ်တယ်ဗျာနော်အားလုံးကျေးဇူးပါဓမ္မစီတဲ့ကျွန်တော်ညီကိုမမတွေအဲအားလုံးအားလုံးပါကျေးဇူးပဲเนาะအားလုံးပဲမင်္ဂလာပါလို့အဲအခုကတော့ကျွန်တော်တို့စီကိုမင်းမကျွန်တော်တို့စုစုဝတ် စူစောမှာဖြစ်တာပေါ့เนาะကျွန်တော်မုတ်ယုံအဲဆဲဦးနေမဲ့တော့ကျွန်တော်ထဲမပြောသေးဘူးအဲမုတ်ယုံမှာကျွန်တော်တို့လုတ်သမားထောင်နေချီလို့လုတ်နေတယ်အဲဒီနေ့ကျွန်တော်တို့မုတ်ပါကင်လိုင်းလားပါကင်လိုင်းရပေါ့เนาะအဲလုတ်သမားတွေမနေ့ကကျွန်တော်တို့အစီဝေးလုတ်တယ်တဲ့နော်အစီဝေးလုတ်ပြီးတော့အစီဝေးမှာသူအလုတ်ချိန်ကမနက်9နာရီရနေပြီးတော့ညနေ4နာရီဆိုရင်ဒါတနေ့စာပေါ့เนาะအလုတ်ချိန်တကယ်လို့မှသူအဲ့ဒီအလုတ်ချိန်မှာအလုတ်မပြီးဘူး ဟလာအလုံးမပြီးဘူးဆိုလို့ရှိရင်အဲအချိန်မလို့ပေးရမယ်အချိန်မလို့တဲ့ခါကျရင်လည်းအချိန်မကြီးမပေးဘူးအဲနောက်တစ်ခါကသူကအချိန်မလို့ပဲနဲ့ပြန်သွားတဲ့လူတွေပြန်သွားတဲ့လူတွေလည်းအလုံးကနေထုံးမယ်ပေါ့ဆိုပြီးတော့ဗောနောကျွန်တော်တို့ခုနတွေကချင်းချောက်တယ်ခုနတွေကချင်းချောက်တယ်ဒါဆိုရင်ဒါဒီမိနစ်မနက်ကျွန်တော်စီကိုပို့လာတဲ့ဒါလို့သမားတွေရဲ့အဲနောက်ကူခက်ခဲတွေပေါ့နော်ဖြူရင်ဆိုင်နေရတဲ့ပုံရိပ်တွေပေါ့နော်ဒါတို့သဘောမတူတူညီမှုမရှိတဲ့အတွက် တို့လုံးဝအလုပ်ငန်းဝင်တဲ့ကိုပြန်ဝင်ဘူးအဲနောက်ပြီးတော့လုံယုံကကျွန်တော်တို့အစိုးရရုံးပိတ်ရက်တွေမှာဆိုရင်လဲကျွန်တော်တို့အလုပ်ဆင်းရတယ်နှစ်ဆမရဘူးကိုပိုင်နားရက်မှာလဲအလုပ်ဆင်းလို့ဆိုရင်လဲနှစ်ဆမပေးဘူးနားရက်ကတော့ကျွန်တော်တို့တင်းငွေတွေလို့မသတ်မှတ်ထားဘူးပေါ့နော်တင်းငွေတွေလို့မသတ်မှတ်ထားဘူးအဲကိုကိုတိုက်တဲ့ရက်တည်းရနားရတာပေါ့အဲအဲနားရက်ရက်မှာလဲသူကအလုပ်ဆင်းရရင်အလုပ်ဆင်းလို့ဆိုရင်နှစ်ဆမရအောင် ော်ဒါပေမဲ့သူတို့ကဒါတွေလည်းသိခံခဲ့တယ်เนาะတစ်နှစ်ခွဲစီတယ်တစ်နှစ်ခွဲတွေစီတယ်နှစ်နှစ်စီတယ်သုံးနှစ်တွေစီတယ်သုံးနှစ်ကျော်တွေစီတယ်ပေါ့เนาะအဲလာသမားတွေလည်းစီမယ်အဲ့တော့အခုလို့သမားအခုက low စစ်စစ်လက်စီကတော့300နီးပါးပေါ့เนาะ300နီးပါးအဲဒီနေ့အလုံးမလုပ်ကြဘူးအဲဥပဒေတိုင်းဖြစ်ချင်တယ်ပေါ့เนาะဥပဒေတိုင်းကျွန်တော်တို့ဒီလုံငန်းရှင်တွေကဗျာဟုတ်လားလုံငန်းရှင်တွေကကျွန်တော်တို့လုံသမားတွေကိုခိုင်းဖို့တခုပဲတည်တယ် ဒါပေမဲ့ဒီဟာတွေကိုလုပ်ငန်းရှင်သိလားမသိလားတော့ကျွန်တော်တို့မသိဘူး။အဲကျွန်တော်တို့သိတာကတော့စက်ရုံမှာပြဿနာတစ်ခုတက်လာပြီဆိုလို့ရှိရင်လုပ်ငန်းရှင်မသိလို့မရအောင်။ဟလာလို့တမားတွေမှာဝန်ထမ်းတွေချေလဲနေတယ်။ဟလာတချို့ဝန်ထမ်းတွေဆိုဆဲဆိုခိုင်းနေ။ဗမာစကားပြန်နေရလေ။ကိုယ့်ဘက်ကိုရက်တဲ့စကားပြန်တွေအများကြီးရှိတယ်။အဲရှင်းနေငါလေးတက်လို့စကားပြန်လေးခန့်လိုက်လို့ရှိရင်သူတို့နေရာရဖို့တော့ပဲစကားပြန်တာ။တပတ်သားပဲဘဝကိုမကြည့်ဘူး။အာနည်းနည်း လူကြီးလဲလာပြီလားဆိုရင်မလုပ်မလဲပွဲစားလုပ်လိုက်မယ်ပြင်လူခေါ်ထဲမယ်မင်းတို့ထွက်လဲစောက်ခွေးမဆိုင်ဘူးဟာလားအမြင်လူတွေခေါ်ထဲမယ်ဆိုတော့အချိုးမျိုးကိုချိုးနေတာဒီလုံကအဲ့တော့သူတို့အခုထွက်လာလဲကိစ္စမရှိဘူးသူကလူသစ်ထဲမို့တော့အစင်းသိစီပြီးသားအဲ့လိုပုံစံမျိုးတွေဖြစ်နေတယ်အဲ့လိုကမှရှိတဲ့ဝနစကပြန်နေပေါ့အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ထိုင်းမှာရောက်နေတဲ့ကျွန်တော်တို့အလုပ်သမားတွေကအချင်းချင်းကူညီကြပါဗျာ နော်အချင်းချင်းကူညီကြပါဘုရားကဗျာအချင်းချင်းကူညီဖို့နေတဲ့ဒါစကားပြန်ဖို့တောင်မှအကြောင်းနော်ကျွန်တော်တို့တယောက်နဲ့တယောက်စကားပြန်ပေးရင်တောင်မှပုံစံကွဲလွဲနေတယ်ဗျာဟုတ်လားပုံစံကွဲလွဲနေတယ်အဲ့ဒါတွေအဆင်မပြေဘူးအော်ကူဒီနေ့ဆိုရင်ဒါလို့တူမထောင်ကျော်ရှိတယ်တော့ဒီလို့ယုံကမဟုတ်ဘူးပထမတည်ုံကလည်းအဲ့လိုနစ်နာချင်းပြီးပြီးသွားပြီပြဿနာတက်လို့အဲစိတ်ဝင်ပါရှင်ကလည်းလုပ်ငန်းကွဲလေးတွေအများကြီးရှိတယ်လို့ပြောတယ် ျွန်တော်စုစုပေါင်း84ထဲမှာနော်စုစုပေါင်း84လမ်းထဲဝင်သွားမှာမဟုတ်ရုံကျွန်တော်စိတ်ယုံနေမယ်တော့မပြောသေးဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဥပဒေတိုင်းဖြည့်ရှင်းတဲ့ခါကျရင်ဟာလားကျွန်တော်တို့ကအစိုးရယုံနေမှာတော့ရောက်ဖြည့်ရှင်းတဲ့ခါကျမှကျွန်တော်ဒီစိတ်ယုံကဒီစိတ်ယုံပါဆိုတာဟုတ်ပေါ့နော်ကျွန်တော်ထုတ်ပြပေးမယ်ခုချိန်ကတော့ကျွန်တော်တို့အဲစိတ်ယုံနေမယ်မပြောသေးဘူးဒါပေမဲ့ဒီလို့သမားတွေကတော့ဒီနေ့မနက် နော်ဖြစ်နေတဲ့အဲဒါပြဿနာလေးတွေပေါ့နော်လုပ်ငန်းခွင်မှာလုံးဝကြီးကိုက်မှုမရှိဘူးအအချိန်မူတွေခိုင်းနေပတ်စံတွေအဲ OD ကြီးတွေမပေးဘူးပြီးတော့အလုံးမပြီးရင်မပြန်ရဘူးအဲ့ဒီမပြန်တဲ့အပြင်ကိုတကယ်လို့မှကွာအလုံးချိန်ကမနေ့ခွန်ညနေ၄နာရီပြန်သွားလို့ရှိရင်အလုံးထုတ်မယ်ဆိုပြီးချိန်ချောက်ခံရတယ်တကယ်လို့အလုံးစင်းနေခဲ့ရင်လည်းပတ်စံမပေးဘူးဆိုတော့အစိုးရရုံးပရက်တွေလည်းပတ်စံမရဘူးအဲအစိုးရရုံးပရက်တွေမှာလည်းပတ်စံမရဘူးနောက်တစ်ချက်ကအဲကျွန်တော်တို့ ဥပဒေနဲ့မကိုက်ညီဘူးပေါ့ဗျာเนาะဥပဒေနဲ့မကိုက်ညီပဲနဲ့အလုပ်သမားတွေကိုအဲစိတ်ခိုင်းနေတယ်ပေါ့အဲအဲ့ဒီတော့ကျွန်တော်တို့တန်းရောက်အလုပ်သမားတွေကအာဒါဆန္ဒပြနေတာမဟုတ်ဘူးเนาะဒါသူတို့ဆန္ဒပြတာမဟုတ်ဘူးကျင့်တတ်မှုမရှိတဲ့အတွက်เนาะကျွန်တော်တို့အစိုးရရုံးနေမှာတွားရောက်ဖြည့်ရှင်းဖို့အတွက်တောင်းဆိုလာတာဒါသူတို့ဆန္ဒပြတာမဟုတ်ဘူးเนาะအဲအဲ့တော့ကျွန်တော်တို့ကလည်းဥပဒေတိုင်းဖြည့်ရှင်းပေးမယ်ဥပဒေတိုင်းပဲလှုပ်ဆောင်ပေးမယ်ဘာကြောင့်လဲဆိုလို့ရှိရင် အာကျွန်တော်တို့ဒီချိန်ဒီကာလမှာကိုယ်နိုင်ငံရေးကြောက်လဲအခက်ခဲတွေအများကြီးရှိတယ်ဟာလာသိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေကိုယ်နိုင်ငံသားတွေသူများနိုင်ငံကိုရောက်လာတဲ့ခါကျရင်ဒါအခုလိုမျိုးစီစီလုံးလုံးနဲ့ဟောနော်အဲသူတိုင်းတစ်ပါးမှာလည်းဟိုကောင်းတဲ့တထည်တွေလည်းရှိတယ်လို့မကောင်းတဲ့တထည်တွေလည်းရှိတယ်ဟာလာကောင်းတဲ့ပွဲသားတွေရှိတယ်လို့မကောင်းတဲ့ပွဲသားတွေလည်းရှိတယ်စကားပြန်နဲ့အတူတူပဲကောင်းတဲ့စကားပြန်တွေရှိတယ်လို့မကောင်းတဲ့စကားပြန်တွေရှိတယ်အဲ့တော့မကောင်းတဲ့စကားပြန်တွေတွေ့တဲ့ခါကျတော့သူတို့ဘက်ကပဲသူတို့ရက်ကြတာကောင်းတဲ့လူတွေကြတော့ဘာဖြစ်သွားလဲမြောင်းနဲ့ရောက်နေတယ် အဲ့တော့သူတို့ဘက်ကသူတို့ရက်ပြီးတော့သူတို့ပြောချင်အောင်ပဲပြောတယ်သူတို့နေရာရဖို့အတွက်ပဲပြောတယ်ကျွန်တော်တို့ထိုင်းမှာရှိတဲ့ဒီအလုသမားတွေရဲ့ဘဝကိုသူတို့ကနားလည်မှုမရှိဘူးအဲ့အဲ့ဒီကောင်တွေကဘယ်နေရာမှာနားလည်လဲဆိုသူတို့လက်ထိပ်ပူမှသူတို့ကပူမှန်းသိတဲ့ကောင်တွေနော်သူတို့လက်ထိပ်ပူမှသူတို့ကနားလည်မှာအမပူပချင်းတော့သူတို့နားလည်မှာမဟုတ်ဘူးဟုတ်လားသူတို့သူတို့ကလည်းမဖြစ်ဘူးလေနောက်တစ်ယောက်ထည့်မယ်ဆိုတဲ့ပုံစံမျိုး ဆယ်ဆယ်အောက်ထပ်နောက်ထပ်ဆက်ငံအောင်ထင်လို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့လုံသမားတွေကိုလုံဆောင်နေဖြစ်တဲ့အတွက်အလုံသမားတွေကတိခံမှုမရှိဘူးအဲ့တော့ဥပဒေတိုင်းဖြစ်ကျင်နေဆိုပြီးကျွန်တော်တို့ကိုအကူအညီတောင်းခံလာတယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်ကနေပြီးတော့လည်းအလုံသမားတွေကိုဥပဒေတိုင်းတွားရောက်ဖြေရှင်းပေးမယ်ဗျာနော်အဲ့တော့လည်းအလုံသမားတွေလည်းအာဒီနာပါမပူပါနဲ့ကျွန်တော်တို့တိုင်းနိုင်ငံမှာလည်းဥပဒေရှိပါတယ်နော်ဥပဒေကောင်းပါတယ်ဟာလာလုပ်ငန်းရှင်နဲ့နော်ကျွန်တော်တို့ တိုက်ရိုက်တွေ့ဆုံရမယ့်နေရာကတော့ကျွန်တော်တို့ထိုင်းနိုင်ငံလုတ်သမားယုံပေါ့နော်စဝတီကန်ယုံမှာတွားရောက်တွေ့ဆုံရမှာဖြစ်တယ်။အဲ့မှာကျွန်တော်တို့ရဲ့အလုတ်သမားတွေရဲ့ခန်းစားချက်တွေကိုလည်းကျွန်တော်တို့ဖွင့်ပြလို့ရမယ်။ဒါမှလည်းကျွန်တော်တို့ကနောက်နောက်ကျွန်တော်တို့အလုတ်သမားတွေဥပဒေနဲ့အညီသူတို့ဖြစ်သွားမယ်ပေါ့နော်။ဒါအဲ့လိုဖြစ်သေးချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီပို့လေးကိုကျွန်တော်တင်ပေးခြင်းဖြစ်တယ်ဗျာနော်ကျွန်တော် လည်းဒီပို့တွေမတင်တာလဲကြားတယ်ဒါပေမဲ့ဟိုကျွန်တော်ဘာပဲလို့ပို့တွေမတင်လဲဆိုလို့ရှိရင်လည်းကျွန်တော်လည်းကျွန်တော်နေလုံနေတော့တွားနေလာနေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကပို့တွေမတင်နိုင်ဘူးဟိုတင်တဲ့ခါလဲတင်လိုက်တယ်မတင်တဲ့ခါလဲမတင်ဘူးမတင်တာများပါတယ်နော်မတင်တာများပါတယ်အခုရက်ထဲမှာဆိုရင်အမှုတွေအများကြီးပဲမတင်ဘူးနော်ကျွန်တော်တို့ဓာတ်ထုတ်မှုဖြစ်တယ်အုံနဲ့အုံရိုင်မှာအဲဗမာပြည်သားအချင်းချင်းဓာတ်ထုတ်မှုဖြစ်တယ်တေသွားတယ်ဒါပေမဲ့တေသွားတဲ့ကောင်လေးကလည်းမိမပိုင်းနေကြနေခဲ့တယ်အဲအမှလည်းတမှု နောက်တစ်ခါလဲဓာတ်ထုံးမှုပဲနော်ဓာတ်ထုံးမှုပဲဒါပေမဲ့အတယောက်ကအတယောက်ကတော့မသေးဘူးအဲ့တော့ကျွန်တော်တို့ဒီမန်းနယ်ကမှလက်လို့တော့ဓာတ်တွေဒုတ်တွေချီပါလက်ပါတွေမလုံးကြနဲ့နော်မကောင်းတဲ့ပွဲသားတွေဆိုချမကောင်းတဲ့လူတွေဆိုလို့ဟုတ်လားအဲ့ဒါမျိုးဆိုရင်တော့လက်ခံတယ်မကောင်းတဲ့လူလို့တာလက်ခံတယ်အချင်းချင်းတွေဘာလို့ဖို့လဲအချင်းချင်းတွေမလုံးကြနဲ့နော်အခုဆိုရင်ဒါ ကယ်ပြန်နေမကောင်းတဲ့အတွက်ကြောင့်နော်စကယ်ပြန်နေမကောင်းတဲ့အတွက်အဲအခုကလေးတွေအခက်ခဲနဲ့ရင်ဆိုင်ရပြီနော်အဲ့ဒါလုပ်ငန်းအကွင့်ထဲမှာအဲသုံးနှစ်သမားတွေရှိတယ်တစ်နှစ်ခွဲတွေရှိတယ်တစ်နှစ်သမားတွေရှိတယ်နော်အခုဆိုရင်ဒါတို့လုပ်ငန်းမှာလုံးဝတို့ကအရှိဆက်ပြီးတော့အလုပ်လုပ်ချင်တယ်ဥပဒေနဲ့အညီဆိုရင်ဒါပေမဲ့ဥပဒေတိုင်းမလုံဆောင်တဲ့အတွက်အဲတို့ကလည်းရှိဆက်အလုပ်မလုပ်နိုင်ဘူးအဲ့တော့ဥပဒေတိုင်းလုံဆောင်ပြီးမှဆိုရင်တော့ဒီကလေးတွေရှိဆက်ပြီးလုပ်လို့မှဖြစ်တယ်ဗျာနော် အဲ့အတွက်လည်းကျွန်တော်တို့ဥပဒေနဲ့အညီလှုပ်ဆောင်ပေးမှာဖြစ်ပါတယ်အဲဘာပဲဖြစ်ဖြစ်အဲအတင်းထားပါအဲကျွန်တော်တို့နိုင်တဲ့ဘက်ကနေပြီးတော့နိုင်တယ်လို့ဝိုင်းဝန်းကူညီပေးပါမယ်စိတ်မပူနဲ့เนาะကျွန်တော်တို့ကတော့ဟိုတချို့နေရာတွေလည်းမသွားနိုင်တဲ့နေရာတွေအများကြီးရှိပါတယ်ဒါလည်းကျွန်တော်တို့မှလည်းလူအများကြီးမရှိဘူးလေအဲလူခွဲထားလည်းမရှိဘူးကိုမီတလောက်တော့သွားပေးနေတယ်ကိုမီလောက်တော့လှုပ်ဆောင်ပေးနေတယ်ကိုလည်းလမ်းမီတလောက်တော့လှုပ်ဆောင်ပေးတယ်ဘာဖြစ်တာလဲတဲ့အာဘာဖြစ်တာလဲဆိုတော့အဲ့ညီအလုတ် ငန်းခွင်မှာလုပ်ငန်းခွင်မှာအလုပ်သမားတွေကို OD အချိန်ကြော်ခိုင်းပြီးတော့ OD မပေးတာရယ်အစိုးရပိတ်ရက်တွေမှာအလုပ်ခိုင်းပြီးတော့နှစ်ဆမပေးတာရယ်ပြီးတော့အလုပ်သမားတွေကိုအဲ့ဒီအလုပ်ချိန်နဲ့ကြော်ပြီးတော့ OD မလုပ်ပဲပြန်သွားလို့ဆိုရင်အလုပ်ထုတ်မယ်ဆိုပြီးတော့ချင်းချောက်တာရယ်ဖြစ်တဲ့တော့အလုပ်သမားတွေကရှေ့ဆက်လုပ်ဖို့အဆင်မပြေတဲ့အဆင်မပြေတော့ဘူးပေါ့နော်အဆင်မပြေတော့တဲ့တော့သူကလုပ်ငန်းရှားပါမှုကြောင့်ဒီလိုမျိုးတင်းကျပ်တာလို့အချိန်တင်းကျပ်တာလို့လဲ ်ပြောတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဟိုလုပ်ငန်းရှားတာမရှားတာလည်းကျွန်တော်တို့အလုပ်သမားတွေလည်းမဆိုင်ပါဘူးတကယ်လို့သာလုပ်ငန်းရှားတယ်ဆိုရင်လည်းပုံမှန်တိုင်းလည်းပတ်လို့ရပါတယ်ဟာလားပုံမှန်တိုင်းလည်းပတ်လို့ရပါတယ်နေစာနဲ့ OD ဖြုတ်တာကဒါတဘာဝကြတယ်ကွာ OD ဖြုတ်တာမဟုတ်ပဲねအချိန်ဒီအလုပ်ချိန်နဲ့ကြော်သွားတာကိုလည်း OD မပေးဘူးဗျာနော်တကယ် OD လောက်ရတဲ့ခါကျတော့ OD ကမရှင်းပေးဘူးအဲ့တော့ လုတ်ချိန်တိုင်းပဲလုတ်မယ်ဆိုတော့အိမ်ပြန်တော့လေအလုတ်ဖြုတ်မယ်ဆိုတော့ဒီအဲ့တော့အဲ့ဒီလုတ်သမားတွေကသိမခံနိုင်တဲ့တော့အခုလိုမျိုးနော်တရောက္ခစားလေးတွေဖြစ်ကြတာပါဆန္ဒပြနေတာမဟုတ်ပါဘူးဥပဒေနဲ့အညီရရှိဖို့အတွက်တောင်းဆိုပေးနေတာဖြစ်တယ်ဗျနော်အဲ့ဒီတော့လည်းကျွန်တော်တို့ကိုလာရောက်တိုင်ပင်ဆွေးနွေးပေးတယ်အဲဆွေးနွေးတယ်ကျွန်တော်တို့ဘက်ကလည်းအကောင်းဆုံးနဲ့အဲကလေးတွေဥတွေတိုင်းနော်လှုပ်ဆောင်ပေးသွားမှာပါဗျနော်အားလုံးပဲထိုင်းရောက်ညီကောင်မောင်တို့မတွေ အာလုပ်ငန်းခွင်မှာထူးကယူဆိုင်ကြပါเนาะလုပ်ငန်းတွေကလည်းတချို့နေရာတွေမှာလည်းရှားပါတယ်အဲတချို့တွေဆိုအလုပ်တွေအခုချိန်တွေမရလူတွေလည်းအများကြီးရှိတယ်အတွက်အားလုံးကျေးဇူးပါဗျာเนาะထိုင်းရန်ညီကိုမတော်မတော်အားလုံးပဲကျေးဇူးပါအားလုံးပဲကျေးဇူးပါဗျာ